င်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့မြန်မာပြည်ကလောက်ဝေးချန်ပီယံသွေးသွေးဝင်နိုင်ကတော့သူ့ရဲ့ကစားသမားဘွားကိုအနိုင်နဲ့ပိုင်းသွားခဲ့ပါပြီဟုတ်ကဲ့လက်ရှိမှာဆိုရင်သွေးသွေးဝင်နိုင်ကပြည်ရင်းနံပါတ်၄လည်းဖြစ်တယ်မြန်မာပြည်ချန်ပီယံလည်းဖြစ်တယ်ပေါ့လေအဲ့တော့သူကလောက်ဝေးလောကနာပြီဆိုတဲ့သတင်းတွေလက်ရှိမှာထွက်ပေါ်လာပါတယ်ခင်ဗျာသွေးသွေးဝင်နိုင်ကလက်ရှိပြည်ရင်းမှာထိပ်တန်းဖိုက်တာတွေဖြစ်ရပ်တည်နေကြတဲ့ထွန်းထွန်းမင်းရာမန်ဆိုလင်ဒီဖိုက်တာတွေကို အနိုင်ယူခဲ့သူဖြစ်ပါတယ်။ပြည်တွင်းပွဲတွေမှာသူရှုံးခဲ့တာဆိုလို့တပင်းညိုရှုံးခဲ့တဲ့ပွဲပဲရှိခဲ့တယ်ခင်ဗျာ။တွစ်တစ်ဟာလက်ရှိမှာတော့ပြည်တွင်းမှာပြန်ပကင်းနံပါတ်1ဖြစ်ပေမဲ့နံပါတ်ကြီး1ချန်ပီယံရှစ်ကိုသွားပြီးတော့ကုပြောင်းဝင်အောင်ထိုးတဲ့အချိန်မှာနှစ်ပွဲထိုးရမှာနှစ်ပွဲလုံးရှုံးခဲ့တယ်ခင်ဗျာ။ရလဒ်တွေဆိုးရွားခဲ့တယ်။ဝေဖန်တိုင်းနဲ့လည်းရင်ဆိုင်ခဲ့ရတယ်ပေါ့လေ။လက်သီးမိုးရွာပြီးတော့အနာခံထိုးရလေးရှိတယ်။ဆိုင်ထိုးပြန်ထိုးရလေးရှိတယ်။တွစ်တစ်ဝင်လိုက်ဟာရိုးရလဝိကစားဟန်နဲ့ကွဲထွက်ပြီးတော့ ဥနောက်သုံးပြီးတော့ကောင်တာကစားတယ်အဲ့ကစားဟန်ကြောင့်လည်းသွေးသွေးဝင်လာကနာမည်ရခဲ့တယ်သူ့ကိုအများကြီးရှူးရှူးကြိုဆိုသူတွေရှိခဲ့ကြတယ်ဒါပေမဲ့ one championship ကိုရောက်ရှိပြီးတဲ့နောက်မှာတော့သူဟာပုံစံကောင်းကိုမပြနိုင်ခဲ့ဘူးပေါ့လေဒါကြောင့်သူ့ကိုပြည်သက်တွေကဝေဖန်တာတွေမြင့်တက်လာခဲ့တယ်လက်ရှိမှာသွေးသွေးဝင်လာကကစားသမားဘဝနောက်သွားတဲ့အချိန်မှာအသက်30နှစ်အရွယ်ပဲရှိပါသေးတယ်ခင်ဗျဒါကတကယ့်ကိုစောစီးစီးအနားယူသွားတဲ့ဟိုအနားယူရဆုံးဖြတ်ချက်ပေါ့လေအဲ့လိုပြောမှရှိနေပါတယ် မြမလဝိလောကနဲ့သူ့ရဲ့ပြိတ္တတွေအတွက်တော့တကယ်ကိုကြီးမားလာတဲ့ဆုံးရှုံးမှုကြီးတစ်ခုလည်းဖြစ်ပါတယ်အသက်ရွယ်ရကစားမယ်ဆိုရင်သွေးသွေးဝင်လာအ ਨੇ စုံ9နှစ်လောက်ကစားနိုင်စွမ်းရှိနေသေးတယ်ခင်ဗျအဲ့တော့သွေးသွေးဝင်လာကစားသမားဘွားကအနာယူဖို့ဆုံးမတဲ့ကိုချလိုက်ပြီးဆိုတဲ့အကြောင်းကိုသူ့ရဲ့မိတ်ဆွေတွေကစပြီးတော့သတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်သူတို့ဗန်ကိုပြန်ဆင်းတဲ့အချိန်မှာသွေးသွေးဝင်လာနဲ့စကားပြောဖြစ်တယ်ပေါ့လေအဲ့ချိန်မှာသွေးသွေးကသူလက်ဝေးလောကကနေအနာဟုတော့မယ်ဆိုတာပြောတော့ သူ့ရဲ့မိတ်ဆွေတွေအရင်မဲအားအသင်းသွားကြမယ်အဲ့ဒါပြီးတော့သူတို့ကမေးခွန်းပေးခဲ့ကြတယ်ပေါ့လေဘာကြောင့်အနောက်လိုက်တာလဲအဲ့ဒီအကြောင်းလေးပြောပြပေးလို့ရမလားဆိုတော့တွင်းတစ်ကသူလက်ဝေကိုငယ်ရဲကထိုးလာခဲ့တာအခုဆိုရင်အနည်း20လဲကျော်သွားပြီသူဖြစ်ရှင်တဲ့ချန်ပီယံလဲဖြစ်ခွင့်ရခဲ့ပြီအနောက်ဦးချင်းတဲ့အကြောင်းရင်းကတော့ training ဆင်းမှုအဆင်မပြေတော့ဘူးပြီးတော့ကလေးလဲရှိပြီအဲ့တော့မိသားစုကိုအချိန်ပေးပြီးတော့ဘွားကိုဖျက်ဆီးသွားတင်တယ်ဒါကြောင့်လက်ဝေလောကအနာယူကိုဆုံးဖြတ်လိုက်တာဆိုပြီးတော့သူကပြောသွားခဲ့တယ်ခင်ဗျာ ဲ့တော့သူ့မိတ်ဆွေတွေကလောက်ရမထိုးတော့ရင်ဘာလို့လို့ဖို့စဉ်းစားထားလဲဘာလို့စားမှလဲလို့သူ့ကိုမေးတဲ့အချိန်မှာသူကအခုသူကုံစုံဆိုင်စောင့်နေတယ်။ဘာမှပဲကုံစုံဆိုင်ဖွင့်ပြီးတော့အေးဆေးနေသွားမယ်လို့ပြောသွားတယ်ခင်ဗျ။ကရင်ပြည်နယ် Family One Shine Club မှာကစားခဲ့တဲ့ချန်ပီယံသွေးသွေးဝင်လာ။အခုတော့ကစားသမားဘွားကနေအနောက်သွားခဲ့ပါပြီ။သူ့အနေနဲ့အခုဆုံးဖြတ်ချက်ကနေနောက်ထပ်ဘွားသစ်စီရှေ့လမ်းတစ်ခုထိုင်နေချိန်မှာအဆင်ပြေပါစေ။အောင်မြင်ပါစေ။မိသားစုနဲ့တာယာတဲ့ဘွားလေးကို ူစိတ်ကူးညီမှန်ထားသလိုဒီဆောင်နိုင်မှာဈေးလို့ဒီနေရာကနေဆူတောင်းပေးလိုက်ပါရခင်ဗျာတ िश ူအားပေးပြည့်စုံအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ